မန်းရောင်နေမြေကဖြူစင်တဲ့သူတွေပြီးခဲ့တဲ့ပတ်ကမောင်လုံးမွေးတောတိုက်စစ်ဆောင်စခန်းတစ်ခုကိုရောက်ခဲ့တယ်သူတို့တွေမောင်လုံးမွေးလာတာကိုဝမ်းပန်းတသာကြိုးဆိုကြတယ်သူတို့နေတဲ့နေရာကိုတော်တော်တန်တန်သူတွေမလာရဲကြပဲမောင်လုံးမွေးတို့ကတကူတကလာရောက်ပေးကြတဲ့အတွက်ဝမ်းသာတယ်လို့သူတို့ဖွင့်ပြောကြပါတယ်သူတို့တွေကသူတို့နေတဲ့နေရာကိုအမဲရောင်နေမြေလို့ခေါ်ဝေါ်ကြပါတယ်သူတို့နေတဲ့နေရာဟာအာနာသိန်းဖက်စစ်စစ်တပ်ကိုအားပေးထောက်ခံပြီး စစ်တပ်ထိုင်ချထားတဲ့ပြူစောတိရွာနဲ့ကြည်တကန်းတာတာမာရှိတာမို့အမဲရောင်နေမည်လို့သူတို့ကဆိုကြတာပါသူတို့ကိုယ်တိုင်ခေါ်ဝေါ်ကြတဲ့အဲ့ဒီအမဲရောင်နေမည်ကိုဒေသခံတော်လိုင်းတပ်ဖွဲ့ကကာကွယ်ပေးထားပါတယ်သူတို့တွေဟာတော်လိုင်းရဲဘော်တွေရဲ့အကာအကွယ်နဲ့တောင်သူလုပ်ငန်းကိုလုပ်ကင်ကြပါတယ်တကယ်တော့အမဲရောင်နေမည်ကစိုက်ပျိုးမည်တွေဟာညင်ညံ့တွေဖြစ်တယ်စိမ့်လန်းနေတဲ့လေခွင်းတွေမဟုတ်ဘဲဝါချင်းချင်းလေခွင်းတွေကိုသာမောင်လုံးမွေးတွေ့ခဲ့ရပါတယ်အနည်းကကြည့်ရင် လယ်ရီဟာသွေ့ချောက်ပြီးကောက်ပင်တွေကမငြိမညာနဲ့စပားသီးနှံထွက်ပါမလားသီးနှံထွက်ရင်တော့အောင်ပါမလားမသေးကြတဲ့လယ်ရီဖြစ်ပါလေဒီနှစ်ကနှံ့ကဘာဆိုဘာကိုမှမရခဲ့ဘူးခုလယ်ရီရလည်းမကောင်းဘူးစီရမရှိရင်လည်းတပေါက်နှစ်ပေါက်ခတ်စားရင်ရတယ်လယ်မကောင်းတော့ဆံပြက်ပြီးငတ်မှကြောက်တယ်လို့မျိုးသမီးတူကမောင်လုံးမွေးကိုပြောပါလေသူ့မျက်နှာကိုကြည့်လိုက်တော့တကယ်ကိုစိုးရိမ်နဲ့ရိတ်ရောင်နေထင်ဟနေတာကိုမြင်ရပါတယ်တကယ်တော့သူတို့တွေဟာ သူတို့ရွာနဲ့၃မိုင်လောက်သာဝေးတဲ့ပြူစောဒီရွာက ပြူစောဒီတွေသူတို့ရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးလို့အခုလိုတောတောင်တွေကိုရောက်လာကြရတာဖြစ်တယ်။အခုသူတို့လက်ရှိရောက်နေတဲ့နေရာကနေလဲသူတို့ရွာကိုမိရှုဖျက်ဆီးခဲ့တဲ့ပြူစောဒီရွာကိုလှမ်းမြင်ရပါတယ်။တော်လိုင်းရဲဘော်တွေရဲ့အကာအဝင်နဲ့မြေညံ့ညံ့ပေါ်မှာသူတို့လောက်ကန်စားတော့ကြရတယ်။ဘဲကလည်းသူများတွေအတင်း30ရရင်ဒီမှာတော့10တင်းလောက်ပဲ။သူများတွေရဲ့၃ကျိုးတချို့လောက်ရတာလို့ပဲခင်းတဲ့က ပဲပင်ခက်လီလီတွေကိုငေးကြည့်နေတဲ့မောင်လုံးမွေးကိုပဲကင်းစိုက်ထားတဲ့စစ်ရှောင်းမျိုးသားကပြောပါတယ်။မောင်လုံးမွေးဟာအဲ့ဒီစစ်ရှောင်းတောတိုက်ကစာသင်ကျောင်းလေးကိုအချိန်နီလာကြည့်ပြီးဆရာဆရာမလေးတွေကိုလည်းအချိန်ပိုင်းသင်တန်းပို့ချပေးဖို့ဖြစ်တယ်။ကျောင်းသားမိဘတွေနဲ့လည်းတွေ့ဆုံပြီးပညာရေးရဲ့သဘောတဘာဝနဲ့ပညာရေးကိုအားပေးကြဖို့တိုက်တွန်းစကားပြောခဲ့ပါတယ်။ပညာရေးကတော့ကိုယ်တိုင်ဝင်သင်ခြင်းပေမဲ့သင်ပေးနိုင်တဲ့နေထားမျိုးမရှိဘူးဆရာကြီး။ကျွန်တော်မှာကတောင်းအနေနဲ့ကို လိုအားလိုရင်တော့အချိန်မရွေးလို့သူတို့ကိုကျွန်တော်ပြောထားပါတယ်။ပညာရေးကခုလိုဆရာတို့လာလို့မှဖြစ်မှာလို့တော်တိုင်းစစ်ဆောင်တွေလောက်ကန်စားတောင်းနိုင်အောင်ခြေထန်းကနေကာကွယ်ပေးထားတယ်တော်လိုင်းတက်ဖွဲ့ရဲ့ရာရှိလေးကပြောပါတယ်။သူဟာပညာရေးတက်ကတော့ BED ပထမနှစ်စီရီယံကျောင်းသားတူဖြစ်ပါတယ်။စစ်ဆောင်တော်တိုင်းဟာရန်သူနဲ့နှီးတယ်လို့ဖုန်းလိုင်းဆက်သွယ်ရေးလဲခတ်ခဲ့ပါတယ်။ဖုန်းဆက်သွယ်ခြင်းရင်ဖုန်းလိုင်းမိတဲ့ကုန်းကမှုလေးတွေစီကိုတွားကြရပါတယ်။တော်တိုင်းရဲ့ကျမ်းမာရေးကိုတော့ တော်လိုင်းတက်ဖွဲ့ရဲ့ဆေးတသားလေးကတောင်းဝန်ယူပြီးကုသပေးနေတာပါဖြားနေတာကြီးကိုဆေးလာမကူပဲဖြားတဲ့အတိုင်းကြီးပေးခံနေတဲ့သူတွေရှိသေးတာဗျာခဏခဏလကားကုနေရတော့အာနာတာတွေပေါ့လို့တော်လိုင်းတက်ဖွဲ့ရဲ့ရာရှိလေးကစိတ်မကောင်းတဲ့မျက်နှာနဲ့မောင်လုံးမွေးကိုပြောပြပါတယ်ဆေးတသားကဆေးကုသပေးတဲ့အခါမှာကိုတက်နေသလောက်အလွန်ငွေထက်လို့ရသလောက်အလွန်ငွေမထည့်ပဲလဲကုသပေးနေတာပါအလွန်ငွေမထည့်နိုင်တဲ့သူတွေက လာမကုသပဲနေမှာစို့လို့သူတို့ရဲ့ကျန်းမာရေးကို ပိုဂယူဆိုင်ဖြစ်တယ်လို့စေတသားလေးကပြောပြပါဗျ။စစ်ဆောင်တော်တိုင်းမှာစေတသားလေးသူနိုင်တဲ့လောက်ကုသပေးပြီးသူမနိုင်တဲ့ကိစ္စတွေကိုတော့လူနာဘလောက်ပဲယောဂပြင်းထန်နေနေသူတို့နေရာကိုစေကုသပေးသူတွေမလာရတာကြောင့်လူနာကိုပဲခက်ခက်ခဲခဲတည်ဆောင်ကုသကြရပါတယ်။မောင်လူမွေးရောက်ခဲ့တဲ့စစ်ဆောင်တော်တိုင်းဟာရွာရင်းနဲ့ဝေးလွန်းတာကြောင့်စစ်ဆောင်ကူညီရေးအထောက်ပံ့တွေကိုတခြားစစ်ဆောင်တွေလိုမညာကြရှာပါဘူး။စိုက်ပျိုးမြင်းညံ့နဲ့ဆက်သွယ်ရေးနဲ့ကျန်းမာရေးခက်ခဲတယ်။ ပညာရေးစနစ်ကျမှုလည်းမရှိသေးပါဘူး။ဒါပြင်ရန်သူနယ်လည်းနီးတဲ့ရှေ့တန်းနေမြေလည်းဖြစ်နေပြန်ပါတယ်။ဒါကြောင့်သူတို့နေတဲ့နေရာကိုအမဲရောင်နေမြေလို့သူတို့ကိုသူတို့ခေါ်ကြတာဖြစ်မှာပါ။အဲ့ဒီအမဲရောင်နေမြေမှာနေကြတဲ့သူတွေဟာတော်လန်ရေးစိတ်အားထက်သန်ကြသူတွေဖြစ်တယ်။တော်လိုင်းရေးအတွက်မဆုံးမဖို့ရတဲ့တိနံလေးတွေတဲကနေရဲရဲရော်ရော်ကူညီကြသူတွေဖြစ်တယ်လို့လူကိုယ်တိုင်လည်းအချိန်မရွေးပါဝင်ဆောင်ရွက်ကြသူတွေဖြစ်တယ်။တကယ်တော့သူတို့ဟာအမဲရောင်နေမြေကဖြူစင်တဲ့ပြည်သူတွေဖြစ်တယ်။ တော်လှန်ရေးအတွက်အားကိုးရတဲ့ပြည်သူတွေဖြစ်လို့မောင်လူမွေးလေးစားတယ်။သူတို့အတွက်ဘာတွေများမောင်လူမွေးတို့လုပ်ပေးနိုင်မလဲ။စူးစမ်းရုန်းကန်ကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ။မောင်လူမွေး